။ဒါမဲ့တောက်ကြနေမှာရှင်ပြန်ထိုးတတ်မဲ့စွန်ရက်ရဲ့ပွဲကျူသုံးသပ်ချက်ဖြစ်ပါတယ်။အားလုံးမမင်္ဂလာပါဗျ။မာရှယ်မင်းရဲ့မြန်မာနေပြီးတော့ပြန်လည်ကျူသုံးလိုက်ပါတယ်။ဒါမဲ့မနက်ဖြန်တောက်ကြနေမှာဆိုလို့ရှိရင်တော့စွန်ရက်နဲ့ထိုင်းဖိုင်တာရမင်း PK စံချိုင်းတို့ရဲ့ပွဲရှိပါတယ်။ဒီပွဲကပြောရမယ်ဆိုလို့ရှိရင်စွန်ရက်အတွက်လည်းကစားသမားဘဝမှာအရေးကြီးတဲ့ပွဲတစ်ပွဲလို့ပြောလို့ရတယ်။ပြန်ဖက်ကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ပြန်ဖက်ကတာရမင်း PK စံချိုင်းလို့ခေါ်ပြီးတော့စွန်ရက်တက်စားလို့ရှိရင်အဓိကအားသာတာကိုပြောရမယ်ဆိုလို့ရှိရင်တော့အရက်ဖြစ်ပါတယ် အရက်က9ဖီဆယ်လက်မ17လက်မလောက်ထိအောင်ရှိတယ်။ပြောရင်စုံရန်ထက်ဒါ၄လက်မ9လက်မလောက်ထိ ပို့ပြီးတော့မြင့်နေလို့တော့ပြောလို့ရပါတယ်။ပြီးတော့ပြန်မဲ့ရီကော့ကိုကြည့်မယ်ဆိုလို့ရှိရင်တရှိချိန်မှာ1 championship မှာ၃ပွဲထိုးတက်ထားတယ်။၃ပွဲထိုးပြီးတော့၂ပွဲကိုဒါ TKO တွေနဲ့ဒိုင်ပွဲရနဲ့နိုင်ပြီးတော့ဒါနောက်ဆုံးတစ်ပွဲကိုဆိုလို့ရှိရင် KO နဲ့ရှုံးနေထားတာဖြစ်ပါတယ်။ပြောမယ်ဆိုလို့ရှိရင်ရီကော့ပိုင်းကတော့အရင်ကောင်းတဲ့ကစားသမားမျိုးမဟုတ်ဘူး။သူထိုးတက်ခဲ့တဲ့ပွဲတွေမှာဆိုလို့ရှိရင်လည်းဒါပထမပွဲကတော့တထောင်ရိုက်ချက်နဲ့ ဒါ TKO ဖြစ်သွားတဲ့ပုံစံမျိုးမှာရှိတယ်။ဒုတိယပွဲကကြတော့ပြောရရင် Sonran နဲ့ထိုးတက်ခဲ့ဘူးတဲ့ Uraki ဆိုတဲ့ကစားသမားနဲ့တွေ့ရ။ရေပွဲမှာဆိုလို့ရှိရင်ပထမအချီစက္ကန့်ပိုင်းလေးတော့မကြားလိုက်ဘူး။ဒီသူ့ရဲ့ခြေကန်ချက်က Uraki ရဲ့လက်ကိုထိပြီးတော့လက်ချောင်းတန်ရန်ရသွားတဲ့အတွက်ကြောင့်မလို့ပွဲသိမ်းသွားဘူး။နောက်ဆုံးပွဲမှာဆိုလို့ရှိရင်တော့အလဲထိုးခံထားတာဖြစ်ပါတယ်။သူ့ရဲ့ကစားပုံကိုပြောရမယ်ဆိုလို့ရှိရင်ညာရှင်ညာလက်ရှေ့ထားပြီးတော့သူ့ရဲ့အရက်အမြင့်ကိုအဓိကအသုံးချပြီးတော့ push hit တွေကန်တယ် ပြီးလို့ရှိရင်ခြေကန်ချက်တွေအဓိကသုံးတဲ့ကစားသမားတစ်ယောက်ပြောရရင်မွေထိုင်း fight အပြည့်ရတဲ့ကစားသမားတစ်ယောက်လို့ပြောမယ်ဆိုရင်လည်းမမှားဘူးလက်ရှိချိန်မှာအသက်ကတော့ဒါ29နှစ်ရှိပြီ PK စံချမ်းရှင်မှာလက်ချင်နေတဲ့ဆိုပေမဲ့လည်းပြောရမယ်လက်ရှိနေထားမှာတော့ block ရရန်ကြီးမကောင်းလို့တော့ပြောလို့ရပါပြောရမယ်ဆိုလို့ရှိရင်ဆိုရက်အနေနဲ့ကဒီပွဲမှာဆိုလို့ရှိရင်သူ့အတွက်ဒီအရမ်းမြင့်တဲ့ကိစ္စကအရမ်းကြီးပြဿနာတော့မရှိဘူးလို့တော့မြင်နေပါတော့ဘာလို့လဲဆိုတော့ဆိုရက်တွေးခဲ့တဲ့ကစားသမားတိုင်းက တော်များများကတူထပ်အယက်မြင့်တဲ့ဖိုက်တာတွေကြီးပါလက်ရှိချိန်မှာလည်းဆွန်ရက်ကလည်းနောက်ပိုင်းမှာရလက်တွေနည်းနည်းလေးရင်းရိုင်လာပြီးတော့နိုင်တလဲရှုံးတလဲဖြစ်နေတယ်ဆိုပေမဲ့ဆွန်ရက်အပြတ်သက်ကြီးရှုံးနေခဲ့တဲ့ပွဲဆိုတာမျိုးကမရှိပါတိုင်းရဲ့ဆုံးဖြတ်ချက်တွေကြောင့်မလို့ပုတ်ကာတိကနေတာအမတ်တင်နဲ့ရှုံးနေခဲ့တဲ့ပွဲတွေပြန်ပြီးတော့များလာတဲ့အနေထားဖြစ်ပါဒီတွဲကြောင့်မလို့လည်းဆွန်ရက်ကဒီပွဲမှာဆိုလို့ရှိရင်ပြန်မျက်ကိုတက်နိုင်တလောက်အမောက်တိတ်ဖို့ကြိုးစားမယ်ဆိုပြီးတော့ပြောထားတာဖြစ်ပါထိုင်းဖိုက်တာနဲ့တွေ့ရတဲ့အချိန်မှာဒိုင်းနေလက်ထဲရောက်သွားတယ်ဆိုလို့ရှိရင်ဘယ်အရာမှ ကြိုပြီးတော့ပြောထားလို့မရတဲ့အနေအထားမျိုးဖြစ်သွားတယ်။ရမင်းပီကေဆန်ချိုင်းကလည်းပြောအောင်ဆိုလို့ရှိရင်အခွားဝေးထင်းပြီးတော့အမှတ်ယူပြီးကစားတက်တဲ့ပုံစံမျိုးမှရှိပါတယ်။သူနိုင်ခဲ့တဲ့နှစ်ပွဲလုံးကိုဒီ technical knockout ပုံစံမျိုးတွေနဲ့နိုင်ခဲ့တယ်ဆိုပေမဲ့သူ့ဘက်ကနေပြီးတော့အရင်ကြီး aggressive ဖြစ်ဖြစ်ကစားတာမျိုးတော့မဟုတ်ပါဘူး။ဒီခြေတံလက်နဲ့အရှိကိုတုံးပြီးတော့အခွားဝေးထင်းနဲ့ခြေကန်ချက်တွေကိုအလေးကတုံးပြီးတော့ကတ်ဝင်လာပြီးဆိုလို့ရှိရင်တထောင်ရိုက်ချက်တွေဒူးတိုက်ချက်တွေနဲ့ဒါ clinch ပိုင်းနဲ့ဝင်တဲ့ပုံစံမျိုးနဲ့တွားတာ။ဒီတော့ကြောင့်မလို့ ဆော်ရက်အနေနဲ့ဒီပွဲမှာတော့အဓိကအပြည့်ထိချက်အသာစီးရဖို့ရတတ်နိုင်သမျှပွဲဖြတ်တာရရတော့အကောင်းဆုံးနီလမ်းဘာဖြစ်လဲဆိုတော့ခြေရန်လက်တံခွာနေရဖြစ်တဲ့အတွက်ကြောင့်မလို့ပြန်မက်ကဒီအဝဝေးထိန်းပြီးတော့ခြေခံချက်လေးနဲ့ထိန်းကစားသွားမယ်ကတ်သွားတယ်ဆိုလို့ရှင်လည်း clinch ပါဒါဒူးတိုက်တယ်လို့မျိုးပုံစံမျိုးလေးနဲ့ထိန်းပြီးကစားသွားမယ်ဆိုရင်ဆော်ရက်အနေနဲ့အမှတ်အရဆိုလို့ရှင်တိတ်ပြီးတော့အဲတေချာတဲ့အနေအထားမျိုးမဟုတ်ဘောနော်ဒီအတွက်ကြောင့်မလို့ဒီပွဲမှာဆိုရင်တော့ဆော်ရက်ကပြက်ပြက်ဖို့ကြိုးစားမယ်လို့လည်းပြောထားပါ တကယ်တမ်းတော့ကျွန်တော်ကတော့ဒီပွဲမှာ storage ရဲ့ quality ဘိုင်းကပိုပြီးတော့ကောင်းတယ်လို့တော့ကျွန်တော်စိတ်ထဲမြင်ပါ storage ကိုနည်းနည်းလေး level နိုင်တဲ့ကစားသမားတစ်ယောက်နဲ့တည်ပြီးရလို့လည်းခံစားရတယ်ပေါ့နော်ဒါပြိုင်မဲ့ပို့အတင်သေးတာမျိုးတော့မဟုတ်ဘူးဒါပေမဲ့ဘလိုပဲနေနေ၃ပွဲပဲ experience ရှိတဲ့ကစားသမားနိုင်ခဲ့တဲ့ပွဲတွေကလည်းရန်ကြီးဟိုအထင်ကြီးလောက်เสียရအရင်ကြီးရှင်လောက်เสียရမရှိဘူးဗောနော်ဆိုရင်တွေးခဲ့တဲ့ကစားသမားတွေတော်တော်များများကတကယ်ကိုဒီဖိုင်တာထပ်ပို့ပြီးတော့ level မြင့်တဲ့ကစားသမားတွေကြီးပါပဲ ဖီယိုဆိုရန်အနေနဲ့လည်းဒါတော်တော်လေးအရက်မြင့်တဲ့ကစားသမားတွေဥပတော်မှသူ့ရဲ့ကောင်းလာကစားတဲ့ဟန်ပြီးလို့ရှိရင်ဒီကောင်းလာလက်သီးချက်တွေနဲ့တော်တော်လေးကိုအထိနာအောင်လုပ်ပြခဲ့ပြီးသွားပြီဖြစ်ပါတယ်။အဓိကအပြင်စိတ်မူတာကတော့ဆွန်ရက်အနေနဲ့ဒါပြီးချင်ပြီးလမ်းမရှိဘဲနဲ့ပွဲခါဒစီရှင်အထိကိုမပြတ်မသားရောက်သွားမှာပဲစိတ်ပူရမှာ။ဆွန်ရက်အနေနဲ့ကတော့နောက်ဆုံးပွဲမှာဆိုရင်လည်းမကောင်းတာတော့မဟုတ်ဘူး။ဒါပေမဲ့ time fighter တွေကကြတော့ဘယ်လိုပုံစံမျိုးဖြစ်လာလဲဆိုတော့နည်းနည်းလေးဆိုရက်ကိုကစားရတယ်ဆိုလို့ရှိရင်လက်သီးနဲ့ခြေကန်က ကောင်းတာသိတဲ့အတွက်ကြောင့်မလို့သူတို့အမှတ်ရအောင်လို့ဟိုအတိုင်းအတာတစ်ခုလီထိုးတယ်ထိုးပြီးရတယ်ဝင်ပို့ပြီးတော့ဒါတထောင်ရိုက်တယ်လို့လို့ဒူးတိုက်တယ်လို့အဲ့လိုပုံစံမျိုးနဲ့ကစားလာတာရနေနေပို့တွေ့ရတယ်ပေါ့နော်ဒီလိုတွေ့ရတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ဆောရန်တော့ကလက်သီးထိုးဖို့ခြေကံဖို့အခွင့်အရေးကတိတ်မရတော့ပြောရဆောရန်ကလက်သီးတစ်ချက်နှစ်ချက်လောက်ပဲထိုးရသေးရဲ့ပြိုင်မက်ကလည်းသူထိုးတယ်လို့မျိုးနဲ့တခါလေကလင်းစီဝင်ဆွဲပြီးတော့တထောင်ရိုက်ဒူးတိုက်တယ်လို့လုပ်တယ်ဆိုလို့ရှိရင်အမှတ်ရဟိုပေးလို့ရတဲ့အနေအထားမျိုးတွေလည်းဖြစ်ကုန်တာပေါ့နော် ီတော့ကြောင့်မလို့ဆော်ရက်ကိုအဲ့လိုပုံစံမျိုးနဲ့အမှတ်ယူလာမှာတော့သိပူရလို့မြင်တယ်။ဆော်ရက်ဒီနဲ့ရှေ့မှာနိုင်ပွဲတွေတော်တော်လေးဆက်ခဲ့ပြီးတော့မှအခုခါတော့ဒါနိုင်တဲ့လေရှုံးတဲ့လေဖြစ်နေရတော့နည်းနည်းများပြီ။ပြန်ဖက်နေနေလည်းပြောရရင်ရှေ့ကဟိုဒီဆော်ရက်ကိုအနိုင်ရဖို့ကြိုးစားခဲ့တဲ့ formula အတိုင်းပဲသူ့ရဲ့အရမောင်းအနာချက်ကိုတုံးပြီးတော့ကစားလိုက်မယ်။ဒါပေမဲ့ဆော်ရက်အနေနဲ့ကတော့ပြန်မက်တက်စားလို့ရှင်လည်းပဲတင်းတင်းကြပ်ကြပ်ပုံမြင့်နေလို့တော့ ကျွန်တော်စိတ်တယ်မြင်နေပါတော့ level မြင်နေဆိုတဲ့နေရာမှာခြေထွက်လက်ထွက်အနေထားရေးပြီးတော့ဒီပြိုင်မက်ကိုချိန်သားခိုက်ကောင်တာတုံးနိုင်တဲ့အနေထား response လုပ်နိုင်တဲ့အနေထားပြီးတော့ reaction time ပေါ့နော်ဒီပြိုင်မက်ကတခုခုလက်တိခြေခံထွက်လာရေးဆိုတာ ਨੇ ဘလောက်မြင်မြန်လုတ်ပြန်နိုင်နေဆိုတဲ့အနေထားမျိုးတွေကတော့ server ဘက်မှာအများကြီးတာနေရလို့မြင်မှာအဓိကပွဲအတွင်းမှာ server အနေနဲ့လုံးဝ connection မမိနဲ့ဟို PPCC ကစားနိုင်နေဆိုလို့ရှင်တော့ပွဲက knock out နိုင်ပွဲစီရောဥတီသွားနိုင်နေမဟုတ်ဘူးဆိုရင်တော့မှ knock down တစ်ချိန်နှစ်ချိန်လောက် ပြည့်ပြည့်တသားလုပ်ပြထားတယ်ဆိုလို့ရှိရင်တော့ Solar Dot ကတော့အနိုင်သိချနိုင်မှာဒါ Foundation မှာလည်းရှိကြော်တော်ဝင်းနဲ့လည်းတူတူလေ့ကျင့်နေရယ် Solar ကလည်းပြောအကောင်းဆုံးပုံစံအကောင်းဆုံးအနေထားကိုပဲတောက်လျှောက်ထိန်းထားနိုင်တာကိုတွေ့ရပါတယ်အဓိကအားဖြင့်သူ့အနေနဲ့နိုင်ပွဲတွေတချို့ပြောင်းဆုံးခဲ့ရတဲ့အကြောင်းရင်းကတော့ဒီအမှတ်နဲ့ပုတ်ကာတီကဖြစ်တဲ့အနေထားတွေရယ် Time Fighter တွေနဲ့တွေ့တဲ့အနေထားတွေရယ်ဖြစ်ခဲ့လို့ပဲဖြစ်ပါဘယ်လိုဝက်နေနေကျွန်တော်တို့ကဒါကျော်တော်ဝင်းကိုလည်းအနီးကပ်ကူညီပေးနေတယ်ပြီးတော့မြမအလန်အောင်မှာထိုးတက်နေတဲ့ဆွန်ရက်ကိုတော့ နိုင်ပွဲတော့တေချာမောက်ပြန်ရစေချင်ပါတယ်အဓိကအပြန်လဲထိုးနိုင်ပွဲရတယ်ဆိုရင်တော့သူ့အတွက်ကတော့လုံးဝအကောင်းဆုံးဖြစ်မှာပွဲကိုသိသိခံမှန်းပြရမယ်ဆိုရင်တော့ကျွန်တော်ကတော့ဆွန်ရက်ပဲအမှတ်နဲ့ဒါမှမဟုတ်ဒါနော့ဒေါင်းချင်ချင်းနှစ်ချင်းလောက်ရသွားတာမျိုးနဲ့အနိုင်ရရှိမယ်လို့တော့ကျွန်တော်စိတ်ထဲမြင်ပါတယ်အဲဆိုတော့ကျွန်တော်ဒီနေ့ပြပြပြသွားတဲ့အကြောင်းအရာကဆွန်ရက်နဲ့ထိုင်ဖိုင်တာရမင်း PK စံချိုင်းတို့ရဲ့ပွဲနဲ့ပတ်သက်ပြီးတော့ပွဲချုပ်သုံးသချက်ကိုအဓိကပြပြပြသွားတာဖြစ်ပါတယ်အားလုံးပဲသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe လုပ်တာပြပါ Hello, und Jesu